ယထာက15နှစ်ကြောင်ပြီးလွားစော်ကစားနေပေမဲ့ဂီးတယ်ရီကတော့10မိနစ်လောက်ပဲလို့ခန်းစားနေရတယ်။တာမန်ယထာတစည်းလို့ထင်စရာရှိနေတဲ့ယထာပေါ်မှာယထာမယ်ငယ်ငယ်လေးတယောက်ကသူ့ရဲ့ပထမဆုံးနေ့ကိုဖျက်ဆီးနေပါတယ်။ယထာပေါ်မှာတော့ဂီးတယ်ရာပေါင်းများစွာရှိနေပါတယ်။တချို့တွေကလှုပ်သွားနေကြတာဖြစ်ပြီးတော့တချို့တွေကတော့သူတို့ရဲ့ချစ်ဆုံးတွေနဲ့ပြီးညောင်ပြီးညောင်လှုပ်ဖို့အတွက်ယထာစီမောင်ရိပ်ခုန်နေကြတာပါ။ ။ဒါပေမဲ့ဇမီနဲ့ကြာပြီးတဲ့နောက်ယထာကတီးကြပူတာတစ်ခုကိုရောက်လာချိန်မှာတော့အားလုံးကပြောင်းလဲသွားပါတော့။ယထာတွဲတွေကအူအောင်ဆွေးမြေ့သွားတာမို့လူတွေအကုန်လုံးယူတော့ဂုံရသလိုသွေးကြောင်စီလူသက်ပွဲနေရာကြီးလည်းဖြစ်သွားပါတယ်။သူရဲ့ပထမဆုံးလုံဝင်ရက်မှာဒီလိုဖြစ်စိုးကြီးမြင်လိုက်ရတာမို့ယထာမယ်လေးခင်ဗျာမှလည်း trauma တွေတောင်းလိုက်ကြီးကိုဝင်သွားပါတော့။အဲ့တော့မှာတော့ဇကားကကျွန်တော်တို့ကို1988စီကိုပြန်ခေါ်သွားပါတယ် ။အိုမီဆန်လေးဟာဒီနေ့ကသူ့မွေးနေ့မို့စိတ်လှူရှားကိုလှူရှားဖြစ်နေပါတယ်။ကောင်မလေးကသူ့ဘွေမွေးနေ့လက်ဆောင်နဲ့ရောက်လာတာကိုစိတ်ရှိလက်ရှင်နဲ့စောင့်နေပါတယ်။သူ့ဘေကယထာလက်မှတ်ရောင်းသူဖြစ်ပြီးတော့အလုံးလုံးသူလည်းဖြစ်ပါတယ်။သူ့ဘွားကသူ့ရှိမှလဲနေရင်းနဲ့ TV ငေးနေချိန်မှာတော့မိဆန်လေးကတော့ယထာရုပ်လေးနဲ့ကစားနေပါတယ်။တို့ပေမဲ့ပြင်လာတာမို့သူ့ဘွားစီကနေတန်းစီရလာဖို့ကြိုးစားလိုက်ပါတယ်။သူ့ဘွားကတော့မုံဆိုးမလေးမက်ကင်ကကြည်နေတာမို့သူ့ကိုလှဲ့အောင်မကြည့်ခဲ့ပါဘူး။ အဲ့မှာမိစံလေးကသူ့ဖားကိုပကုန်းကနေဆွဲလို့လိုက်တဲ့အခါမှာတော့အတမဲ့နေတဲ့သူ့ဖားရဲ့ခန္ဓာကိုယ်ကသူ့ယထာယုတ်လေးပေါ်ကိုပြိကျလာပြီးတော့ဖြစ်စည်းပြက်လိုက်ပါတော့တယ်။ဒါအပြင်ဒီပီသတင်းမှာလည်းမိစံအဖေလိုက်လာတဲ့ယထာကြီးကအကြောက်စရာကောင်းလာတဲ့မတော်တဆမှုဖြစ်ထားတာကိုပြနေပြီးတော့သူ့ဖားကသူ့ဖေဒေသွားတဲ့အကြောင်းသိပြီးတော့နှလုံးဖောက်ကသူ့သားနောက်ကိုလိုက်သွားခဲ့တာလည်းဖြစ်ပါတယ်။ဒီနောက်မှာတော့ယထာမတော်တဆဖြစ်မှုကြီးကိုပြိတ္တတွေရှူစားလို့ရအောင်ပြသလိုက်ပါတယ်။ ရသားထဲမှာတော့ကောင်လေးနဲ့ကောင်မလေးငယ်ငယ်လေးနှစ်ယောက်ရှိနေပါတယ်။ကလေးနှစ်ယောက်ကသူတို့ကိုကယ်ဖို့ကြိုးစားရင်းနဲ့တည်သွားခဲ့ရတဲ့သူတို့မိကိုကြည့်ပြီးတော့ကြောင်နေကြပါတယ်။ဇကားက15နှစ်ကြာတော်ကိုဖြစ်သွားပါတယ်။အခုတော့မိဆန်ကရသားမယ်တယောက်ဖြစ်ရသားပေါ်မှာလှုပ်ရှားလုပ်နေပါပြီ။လူတို့ကတော့တိုင်းပြီးတဲ့ရသားပေါ်ကလက်မှတ်ရောင်းသူအဖေကိုဖြစ်တင်နေကြပါတယ်။ဒါမဲ့မိဆန်ကတော့အားလုံးကိုပြလက်ပြီးတော့သူ့လူကိုပဲဆက်လုပ်ပါတယ်။ အဲဒီနောက်မှာယထာကစိုးဘူရာကနေရိုးစုဘူရာကိုည7:00နာရီ50မှာထွက်ခွာမယ်ဆိုတာသိလာရပါတယ်။ဒီထားနဲ့လိုက်မဲ့ကီးတယ်တွေကတော့အများကြီးပါ။ဒါမဲ့ဒီတဲကမှအဓိကကြောက်သူတွေကတော့ဟီဂျူးနဲ့သူပဲတို့ပါပဲ။သူတို့ကဟန်နီမွန်းထွက်လာတာပါ။ပြီးတော့ပုံမှန်မဟုတ်တဲ့လှူရှားမှုတွေကိုစုံစမ်းစစ်ဆေးသူတွေဖြစ်ကြတဲ့လူငယ်၄ယောက်အဖွဲ့လည်းရှိပါသေးတယ်။ပြီးတော့တန်းပြေးလာကြတဲ့အကြောင်းသူလေးနှစ်ယောက်ကလည်းဒေမဲအပတ်မှာစစ်တဲဝင်တဲ့သဘောနဲ့လိုက်ဖို့ရှိနေပါတယ်။ ယထာကရွှေပြည်ကြီးလို့မဟုတ်တော့ပြောထားတဲ့အချိန်မှာပဲစားထွက်လာပါတယ်။နေနေလောက်ကြာသွားတဲ့အခါမှာတော့ဇုံတဲ့တွေကဘူတာရောက်လာပါတယ်။မိမဖြစ်သူကယထာလွဲသွားပြီဆိုပြီးတော့စိတ်ပူနေပါတယ်။ဒါမဲ့ထူးဆန်းစွာနဲ့ပဲ၁၂နှစ်တီတီမှာဒုတိယယထာရောက်လာတာမှုသူတို့လည်းယထာတွေကိုခုံဝင်လိုက်ပါတယ်။ပထမယထာမှာတော့ကက်ပတိန်မစ္စတာဘကဒီယထာဟာယိုးစုဘူတာကိုနောက်ဆုံးအချိန်ရောက်တာဖြစ်ကြောင်းကြေညာနေပါတယ်။ဒါပြီးရင်တော့သူရောယထာရောပင်စင်ယူသွားတော့မှာပဲဖြစ်ပါတယ်။ ဒေတာတွေကတချို့စီပန်းတွေကလွန်ခဲ့တဲ့15ရက်တည်းကမှောက်ထားတဲ့ရထားတွေကဟာရီကိုအသုံးပြုထားတယ်ဆိုတာလည်းပေါ်လာပါတယ်။ဒါကြောင့်ဒီရထားကကြောက်စရာကောင်းတယ်လို့လူတွေကမကြာခဏယူဆနေကြပါတယ်။ဒီနောက်မှာတော့အကြောင်းသူနှစ်ယောက်ကလည်းမိဆန်ရဲ့မုတ်တွန်းလေးလေးနဲ့တိုက်မိခြင်းရောဆောင်ပြီးတော့ချောကလက်အချို့ကိုခိုးလိုက်ကြပါတယ်။ဒါကိုမိဆန်ကသတိပြုမိလိုက်ပေမဲ့လည်းဘာမှတော့မပြောပါဘူး။အဲဒီစားသူလဲတောင်းလေးသွားပြီးတော့မုတ်တခုကိုယူဆပြစ်လိုက်ပါတယ်။ သူကိုယထာလက်မှတ်ရအောင်ဂျင်ဂျူကတွေ့သွားပြီးတော့မစ္စတာပကိုနှုတ်ဆက်မဲ့ပါတီကိုလာဖို့ပြောပါတယ်။အဲဒီနောက်မှာသူတို့နှစ်ယောက်ပါဝင်တခြားဝန်ထမ်းတွေကသူတို့ကပ္ပတန်ရဲ့ပင်စင်ယူခန်းနာကိုအောင်ပွဲခံပေးလိုက်ကြပါတယ်။ပါတီပြီးတဲ့အခါမှာတော့မစ္စတာပကထင်းယူခန်းကိုပြန်သွားပါတယ်။အဲဒီမှာကော်မလေးတယောက်ကယထာလန်းလေမှာရက်နေတာကိုရုပ်တည့်မြင်လိုက်ရပါတယ်။ဒါကြောင့်မို့သူကယထာဘရိတ်ကိုယုတ်ချီဆွဲလိုက်ရမှာခီးတယ်ရီလဲရှေတိုးနောက်ငင်းနေဖြစ်ကုန်ကြပါတယ်။ဒါမဲ့ယထာလန်းကိုသွားစစ်ကြည့်လိုက်တဲ့အချိန်မှာတော့အဲ့မှာဘသူမှရှိမနေတော့ပါဘူး။ ဒီနောက်မှာတော့အသိပ္ပံတိကျအပြည့်မထုံနိုင်တဲ့ကိစ္စတွေကိုလိုက်လံဆက်စုကြတဲ့အဖွဲ့ကအကြီးတဲ့တယောက်ကိုယထာစီရင်ကြုံရတဲ့သူ့ရဲ့အတွေ့အကြုံတွေအင်တာဗျူးလုပ်ပါတယ်။အဲမှာကြီးတဲ့ကဒီနေ့ဟာလွန်ခဲ့တဲ့15နှစ်တုန်းကကြောက်စရာကောင်းတဲ့ယထာမောက်မှုကြီးဖြစ်ခဲ့တဲ့နေ့နဲ့အတူတူပဲလို့မျိုးလုံးပြူးမျက်စံပြူးနဲ့ပြောလိုက်ပါတယ်။ကြီးတဲ့ကအဲဒီကသူမိဘတွေဆုံးရှုံးခဲ့ရတာမို့အက်ဆီဒန့်ဖြစ်တဲ့နေ့နှစ်ပတ်လည်နေ့ရောက်တိုင်းမှာသူကကြီးသွားလေးရှိတယ်ဆိုတာကိုပါရိုင်းမစက်ဘဲနဲ့ပြောလိုက်ပါတယ်။ ဒါပြင်ဆရာသမားကလွန်ခဲ့တဲ့၃နှစ်တုန်းကယုံသုံးလက်ဆွဲအိတ်လေးနဲ့လူတစ်ယောက်ကိုလည်းယထာပေါ်မှာတွေးခဲ့ပေမဲ့အဲ့လူကလီထဲကိုမြန်မြန်ပဲပျောက်ွယ်သွားကြောင်းရှာထက်ရှည်လိုက်ပါသေးတယ်။အဲ့လူကသူ့အခွက်ကိုပျောက်သွားတဲ့လူထိုင်ခဲ့တဲ့ခုံနေရာကိုပါပြလိုက်ပါတယ်။ဒါကိုကြားတဲ့အခါမှာတော့ဘွယ်တဲ့ကကောင်မလေးတစ်ယောက်ဖြစ်တဲ့စူအီကခုံတဝိုက်မှာစမ်းကြဲတဲ့အယောင်တစ်ခုရှိနေတယ်လို့ခံစားလာရပါတယ်။စူအီကဝိညာဉ်တွေကိုမြင်နိုင်တဲ့ကောင်မလေးပါ။ယထာပေါ်ကအခြားတနေရာမှာတော့မိစံကဟူးဝန်းဆိုတဲ့ကောင်လေးနားကိုကတ်သွားပါတယ်။ ကောင်လေးကတယောက်တည်းကြီးသွားနေတာဖြစ်ပြီးတော့သူ့ပုံဆွဲစာအုပ်ထဲမှာလည်းပုံချို့ဆွဲနေပါတယ်။အဲနောက်ကောင်လေးကသူ့မိကနောက်ဘူရာကနေသူ့ကိုစောင့်နေတဲ့အကြောင်းယထာမဲလေးကိုပြောပြလိုက်ပါတယ်။ဗီဇန်ကကောင်လေးစာအုပ်ကိုယူကြည့်လိုက်တဲ့အခါမှာတော့ယထာပေါ်မှာမရှိတဲ့ခီးတဲ့တချို့ပုံကိုဆွဲထားတာကိုတွေ့လိုက်ရပါတော့တယ်။ဒါကြောင့်ဗီဇန်ကပုံတွေကိုနီးကပ်ဒေချာမကြည့်ရသေးခင်မှာပဲကောင်လေးကဆွဲယူပြီးတော့ပုံကိုဖြစ်ပြလိုက်ပါတယ်။ဒါကြောင့်မို့ဗီဇန်လည်းထွက်လာရပါတော့တယ်။ တဲမကြခင်မှာယထာပေါ်မှာဒူးစန်းတာတွေစတင်ပြီးတော့မြင်လာရပါတော့တယ်။ယထာကြီးကလည်းအိုဟောင်းပြီးတော့မောင်မဲနေတဲ့ယထာဒစင်းဖြစ်ကိုစတင်ပြောင်းလဲလာခဲ့ပါတယ်။ပင်ကူတွေကလည်းနေရာတိုင်းမှာရှိနေပါတယ်။ပြီးတော့လွန်ခဲ့တဲ့15နှစ်ကယထာမောက်ပြီးတော့တည်သွားခဲ့ကြတဲ့ဝိညာဉ်တွေကိုလည်းဖြတ်ကနေဖြတ်ကနေတူဆပြီးတော့မြင်လာရပါတယ်။ဒါမဲ့ရုပ်တွေပဲအားလုံးကပုံမှန်ပြန်ဖြစ်သွားခဲ့ပါတယ်။ဒီနောက်မှာတော့မိဆန်က သူမသိတဲ့ယထာမဲ့တယောက်ကိုမြင်လိုက်တာမို့တခြားတွဲအထိကိုနောက်ကနေလိုက်သွားပါတယ်။တိုင်းဒီတုံးမှာပဲသူကဂလုတ်တိုက်မိသွားပါတယ်။ သူမဂုံယုံပြန်ထလိုက်တဲ့အခါမှာတော့သူဟာယထာဟောင်းကြီးထဲမှာရောက်နေပြီးတော့ကြီးတဲ့အားလုံးကလည်းပြောင်းနေတာကိုသိလိုက်ရပါတယ်။သူမနောက်ကိုလဲကြည့်လိုက်တဲ့အခါမှာတော့သပင်ရှည်ကြီးနဲ့ကြောက်စရာကောင်းလာတဲ့ဆရာကြီးကိုမြင်လိုက်ရပြီးတော့သူမကိုချက်ချင်းတိုက်ခိုက်လာတာမျိုးကြောက်ကြောက်နဲ့ကုန်းအော်လိုက်ပါတော့တယ်။အဲဒီမှာလဲဘဝင်းကျင်ကပုံမှန်ချင်းတွေကိုမြဲမြဲပြန်ပြောင်းသွားပြီးတော့သူ့ကိုလာတိုက်ခိုက်တာကြီးကလည်းအနည်းအောင်သပင်တူကြီးဖြစ်သွားပါတယ်။အားလုံးကိုမြင်လိုက်တဲ့စူးဤကသပင်တူကြီးကိုလာကောက်ပြီးတော့ဘသူဟာတုံးလို့ခီးတယ်တွေကိုမေးလိုက်ပါတယ်။ ခဏလောက်တော့ဘယ်သူမှမပြေကြပါဘူး။ဒါမဲ့တိတ်မကြခင်မှာအเจ้าသူတယောက်ကသူ့ဟာလို့ညာပြီးတော့ယူသွားပါတော့လေ။အဲဒီနောက်မှာမိဆန်ကို သူ့စီနေရာကခီးတယ်တွေကိုကြောက်အောင်လုပ်ရပါမလားဆိုပြီးတော့ခေါ်ဆူပါတော့လေ။စူရာပူရာလက်ဖက်ချောက်ခတ်တာတွေကအချိန်မြင့်မလာခင်မှာပဲလက်မှတ်ရောင်းဂျင်ဂျူရောက်လာပြီးတော့ကောင်မလေးကဒီနေ့မှအလုပ်စားစင်းတာမို့အေးစေးစေးထားလိုက်ပါပါညာနဲ့စူပါဗိုက်ဆာကိုပြောလိုက်ပါတယ်။အဲဒါပြီးတဲ့အခါမှာတော့မိဆန်လည်းစူပုပ်ပုပ်နဲ့နားသွားယူပါတယ်။နောက်တစ်ခါမှာတော့ကျွန်တော်တို့ကိုဒုတိယရထားစီကိုခေါ်သွားပါတယ်။ စနနာရီတိတိမှာယထာဘောတက်ခဲ့ကြတဲ့ဇုံတွဲလဲအဲ့ဒီမှာရှိနေတော့ပါပဲယထာဘောမှာသူတို့ကလွဲပြီးတော့ဘသူမှမရှိတာမို့မိမဖြစ်သူဂျူမီကကြောက်နေပါတယ်ဒါမဲ့ကြောင့်ကဟိုနာဒီနာလိုက်ရှာလိုက်တဲ့အခါမှာတော့သူ့ရဲ့တက္ကသိုလ်ရုံးကဆရာပမောက္ခကင်ကိုတွေ့လိုက်ရပါတယ်သူကလက်စက်အိတ်လေးတည်လာတဲ့သူ့ဆရာနာကိုကတ်သွားပါတယ်အဲ့မှာပဲဇကားကပထမယထာစီကိုပြန်ရောက်သွားမြင်ပါတယ်စမေတုကိုသူ့အဆိုပြီးညာယူထားတဲ့အကြောင်းသူလေးကတန့်ချိန်ကဲသွားပြီးတော့အတူသွားဆွကြည့်ပါတယ် ဒါမဲ့ယုတ်ရက်ပဲသူ့လက်ဘင်းကိုတယောက်ကလာညှင့်နေသလိုခံစားလာရပါတယ်။ကောင်မလေးကပပတ်လေးကိုလိုက်ကြည့်နေတော့မှပဲစပင်တူကသူ့ကိုလက်ဘင်းညှစ်ပြီးတော့အသေးတက်ပြစ်လိုက်ပါတော့တယ်။ဒီနောက်မှာတော့ယထာကဘူရာတစ်ခုမှရက်သွားပါတယ်။ပရင်ပေါက်ကနေတစင်းမိဆန်လဲဟူးဝန်းဆိုတဲ့ကောင်လေးယထာဘော်ကဆင်းသွားတာကိုသတိပြုမိလိုက်ပါတယ်။ကောင်လေးပျောက်သွားမှကိုကြောက်လာတာမို့မိဆန်လဲပြင်ထွက်ပြီးတော့ကောင်လေးနောက်တိုက်သွားပါတယ်။ဒါမဲ့ကောင်လေးကပျောက်သွားပြီဖြစ်နေပါတယ်။မိဆန်ကယထာစီပြန်ဖို့ဆုံးဖြတ်လိုက်တော့မှပဲ။ ကြီးတဲ့ထိုင်ကိုတစ်ခုပေါ်မှာထိုင်နေတဲ့သူ့ဘေကိုရုတ်တရက်မြင်လိုက်ရပါတယ်။ကံကောင်းကျင်တော့အချင်းကျူကယထာထွက်နေပြီလို့တတိပေးလာတာမို့မိဆန်လေးအစစ်မှန်ကဘာကိုပြန်အောင်လာပြီးတော့ယထာထဲကိုခတ်သွက်သွက်ဝင်လိုက်ပါတယ်။ဒီချိန်ထဲမှာပဲမျိုးသမီးတယောက်ကဇက်လေးတောက်ဖို့အိမ်သာထဲဝင်လာပါတယ်။သူ့ဘဲကဒီဘူရာမှာပဲယထာဘော်ကဆင်းပြီးသူ့ကိုတယောက်တည်းထားခဲ့တာမို့ခံစားချက်မကောင်းမှုဖြစ်နေပါတယ်။အဲဒီချိန်မှာပဲမိကြီးကမိတုံမိတုံဖြစ်လာပြီးတော့ဝိညာဉ်တစ်ခုကသူ့ကိုယုတ်ကြီးတိုက်ခိုက်လာတာမို့ဆေးလိတ်ခဲင်းနဲ့တည်သွားပါတော့တယ်။ ပြီးရင်တော့ဇကာကကျွန်တော်တို့ကိုဒုတိယယထာစီကိုခေါ်သွားပြန်ပါလေဒီမှာတော့ professor king ကတခြားခီးတဲ့တယောက်နဲ့ဇကာပြောနေပါလေအဲ့ဒီခီးတဲ့ကတော့တခြားသူမဟုတ်ပါဘူးမိဆန်ရဲ့အဖေပါသူကသူ့သမီးကိုမွေးနေ့လက်ဆောင်ပေးမဲ့ music box လေးကိုပြနေတာပါ professor ကတော့သူကျမ်းပြထားတာကိုတင်သွင်းမှုအတွက်ရုပ်စုကိုသွားနေတာလို့ပြောလာပါလေဒီကျမ်းကတော့သူ့အိမ်လေးထဲမှာရှိနေပါလေ ဒါကြောင့်မို့ဂျူမီနဲ့ဂျောင်းဟုံးတို့ဇုံတွဲဟာတုံခဲ့တဲ့15နှစ်တုန်းကမှောက်ထားတဲ့တစီယထားပေါ်ကိုတက်လာမိတာမှန်သိလာရပါတယ်။ဒါပြင်ပရော်ဖက်ဆာနဲ့မိဆန်ဖေတို့ကလည်းသူတို့တည်နေပြီဆိုတာမသိသေးတဲ့ဝိညာဉ်တွေဖြစ်ကြပါတယ်။ပထမယထားစီပြန်ပြတဲ့အချိန်မှာတော့ဂျင်ဂျူနဲ့မိဆန်တို့ကအင်တာရဲဆဲလေးဝင်တောက်ရင်နဲ့မာလကီးယားသွားတဲ့မိမရဲ့လောင်းကိုတွေ့သွားကြပါတယ်။အလောင်းကိုမြင်ရတာကဒီမိမဟာစိုးစိုးဝါးဝါးတည်ဆုံးခဲ့တယ်ဆိုတာပြနေပါတယ်။ ဂျင်ဂျူကဘုံယုံကိုမြင်မဲ့သတင်းပို့ဖို့စူးစမ်းလိုက်ပါတယ်။မိဆန်ကတော့ဒီနေတဲ့အမျိုးသမီးရဲ့ဖုန်းကိုယူလိုက်ပါတယ်။ဖုန်းထဲမှာအမျိုးသမီးရဲ့ဘဲကယထားပေါ်ကနေချက်ချင်းဆင်းခဲ့ဖို့ပြောထားတဲ့မဖက်ရသေးတဲ့ message များစွာကိုလည်းတွေ့လိုက်ရပါတယ်။ဒါကြောင့်မို့ဒီလူကလည်းယထားပေါ်ကဆင်းခဲ့ချိန်မှာဝိညာဉ်တချို့ကိုမြင်ခဲ့တယ်ဆိုတာသိလာရပါတယ်။မိဆန်လည်းလောင်းသားကနေခွာပြီးတော့အပြင်ထွက်သွားပါတယ်။ရုတ်တရက်ပဲယထားကအဟောင်းကြီးကိုပြန်ဖြစ်လာပြန်ပါတယ်။ ဒါကြောင့်မိဆန်ကသူ့ကိုယထားပေါ်မှာလှုပ်လှုပ်နေတာကအမှားလုံးမိတာပဲလို့ပြောလာတဲ့ဘသူမှမသိတဲ့ယထားမယ်ကိုထပ်မြင်လိုက်ရပါတယ်။အစိုးရယထားမယ်ကကြောက်ရွံ့ပြီးတော့စိတ်ရှုပ်ထွေးနေတဲ့မိဆန်ကိုမင်းတို့အားလုံးသိရတော့မယ်လို့ထပ်ပြောလိုက်ပြန်ပါတယ်။ဖျားများနေတဲ့မိဆန်ကယထားမယ်ကိုစာပြီးတော့អော်လိုက်ပါတယ်။ဒါမဲ့တကယ်ပြန်မာတော့သူကစူပါဗိုက်ဇာမမကိုអော်မိတာဖြစ်နေပါတယ်။အဲ့ဒါပြီးတဲ့အခါမှာတော့မိဆန်လည်းចမ်းမြင့်ပေါ်မှာတတိလက်လဲကျသွားပါတယ်။ ။တတိလက်နေတုန်းမှာပဲဘသူမှမသိတဲ့ယထားမေကလွန်ခဲ့တဲ့15နှစ်တုန်းကမှောက်ခဲ့တဲ့ယထားပေါ်မှာအလုလုခဲ့တာကိုမြင်နေရပါတယ်။သူမနံမီကတော့ဂျန်ဂျင်ဆော့ဖြစ်ပြီးတော့တာဝန်ထမ်းဆောင်နေတုန်းမှာစိတ်ပလင်းတစ်ခုကိုမတော်ဆကံမိသွားကတုံးဝဖြစ်စီမိလိုက်ပါတယ်။ဒါမဲ့ဗာဒဖြစ်ခဲ့တယ်ဆိုတာမသိရသေးခင်ပါပဲမိဆန်ကတတိပြန်ရလာတာမို့တို့လိုတန်လန်းကြီးဖြစ်သွားခဲ့ပါတယ်ဒီနောက်မှာတော့သူမြင်ခဲ့ရတာတွေနဲ့အိမ်မက်တွေကိုဂျင်ဂျူကိုပြောပြလိုက်ပါတယ်ဒါမဲ့ဘာရီမန်လဲသူကနားမလည်သေးပါဘူး အဲဒီနောက်မှာမိဆန်ကဝိညာဉ်မြင်ရတဲ့ကောင်မလေးစူဟီကိုကူညီတောင်းမှုဆုံးပြလိုက်ပါတယ်။စူဟီကသူလဲယထာကနောက်ဆုံးမူရာမှာရက်လိုက်တိုင်းထူးခြားတဲ့အရေးငွေတွေကိုခံစားနေရတယ်လို့ပြောပြလိုက်ပါတယ်။အဲဒီနောက်မှာသူတို့နှစ်ယောက်ကလူသေးမိန်းမကြီးရှိနေတဲ့အိမ်သာလေးကိုသွားကြပါတယ်။စူဟီကလောင်းနာကတ်သွားဖို့ကြိုးစားပါတယ်။ဒါမဲ့တကူဦးဝသူ့ကိုတားထားပြီးမသက်မသာစပြီးတော့ခံစားလာရပါတယ်။တခြားတစ်နေရာမှာတော့ဟီဂျူနဲ့သူ့ဘဲကိုမြင်ရပါတယ်။ တို့နှစ်ယောက်ကတော့ဇကားဆာမှာမြင်ခဲ့ရတဲ့ပြီးညောင်ပြီးညောင်လို့ဖို့ပြင်နေပုံရတဲ့အတွင်းနဲ့အတူတူပါပဲ။အဲကနေထပ်ပြီးတိလာရတာကတော့ဟီကျူးဟာလွန်ခဲ့တဲ့15နှစ်တုန်းကယထာမတော်ရဆမှုကနေ အသက်ရှင်လာခဲ့တဲ့ကလေးနှစ်ယောက်ထဲကကောင်းမလေးပဲဖြစ်ပါတယ်။ဒါပြင်မိဆန်တော့ကနေလိုက်ရှာခဲ့သေးတဲ့ပကြီးစရာချားတိတ်လေးဟူဝုန်းကလည်းလွန်ခဲ့တဲ့15နှစ်တုန်းကတည်ခဲ့တယ်ဆိုတာမိစုကနေတစင်တိလာရပါတယ်။ ဒါကြောင့်မို့မိဆန်ကယူဆိုင်ပေးနေတဲ့ခီးတယ်အများစုဟာစိုးရတဲ့မတော်တဆမူကြီးကနေဖြစ်ပေါ်လာခဲ့တဲ့ဝိညာဉ်တွေဆိုတာနားလည်လာပါရဲ့။ယထာရဲ့ခြားတစ်ဖက်မှာတော့စိုးရရဲ့တငယ်ချင်းတယောက်ဟာယထာမဲ့ဖြစ်တဲ့ကျင်စော့ဝိညာဉ်တက်တာခံလိုက်ရပါရဲ့။ဒီနေ့တော့ကြာသွားတဲ့အခါမှာတော့မိဆန်ကစိုးရကိုတွားကြည့်ပါရဲ့။အဲမှာအကြမ်းမြင်ပေါ်သတိလက်လဲကျနေတာကိုတွေ့လိုက်ရပါရဲ့။ဒုစန္နာကတော့သူမကိုတယောက်ကဓာတ်နဲ့ထိုးထားတာပါ။စူရီကသူမမတည်ခင်လေးမှာမိဆန်ကိုတည်င်းကောင်းလေးပေးသွားတဲ့အနေနဲ့ ဒေတာဘော်ကခီးတယ်ရီအများစုကအတိတ်ကဝိညာဉ်တွေဝင်စီးထားတာလို့ပြောသွားပါတယ်။ဒီထဲမှာဟီဂျူနဲ့သူဘဲတို့ကိုလည်းလွန်ခဲ့တဲ့15နှစ်တုန်းကမိဘတွေနဲ့တူတည်ဆုံသွားခဲ့တဲ့ကလေးနှစ်ယောက်ကဝင်စီးဖို့ဖြစ်ပြီးတော့သူတို့တွေကယထာမဖို့ကြံရွယ်ထားတယ်ဆိုတာပါသိလာရပါတယ်။ဒါအပြင်ပိုပြီးစိတ်ရှုပ်စရာကောင်းတာကတော့ဝိညာဉ်များစုဟာသူတို့ကိုသူတို့တည်ပြီးသားဆိုတာမသိဘဲနဲ့ယထာဘော်မှာခီးတယ်ရီဖြစ်ခီးသွားနေကြတာဖြစ်ပါတယ်။ဒါတွေတည်ပြီးတဲ့နောက်မှာတော့မိစံတယောက်ဟီဂျူတို့တွဲစီဖို့ချက်ချင်းသွားပြောဖို့လိုလိုက်ပါတယ်။ ဒါပြင်သူတို့ကိုရှင်းမပြနိုင်ခင်မှာနေမယ်သူတို့တွေကဝင်စည်းခံလိုက်ရပြီဖြစ်ပါတယ်။အီဂျိုရဲ့ဘက်ကသူ့ကိုနောက်ကနေဓာတ်နဲ့ထိုးလိုက်တဲ့အခါမှာတော့မိစံလေကျမ်းမြင်ပေါ်သတိလေးလဲချသွားရပါတယ်။ဒီချိန်ထဲမှာပဲဂျင်ဂျူကယထာကိုရိုက်ရမဲ့ဘူရာမှာရက်လို့မရဘူးဖြစ်နေပါတယ်။ဒါကြောင့်မို့ကီးတယ်တွေကလည်းဘာတော့ဟာညာတော့ကွာနေဖြစ်ပေါ်မှာတယ်။တခြားနေရာမှာတော့မိစံကသတိပြန်လာပြီးတော့သူ့ဘေးမှာသူ့ဘေးကိုမြင်လိုက်ရပါတယ်။သူ့ဘေးကသူ့ကိုနှစ်သိမ့်ပေးလိုက်ပြီးသူတို့ယထာကဒုတိယယထာနဲ့တိုက်မိမှာဖြစ်ကြောင်းနဲ့ ဒီတိုင်းမူကြီးဖြစ်ပြီးရင်တော့ဝိညာဉ်တွေအားလုံးဟာသူတို့တည်သွားပြီဖြစ်တယ်ဆိုတာသဘောပေါက်သွားပြီးတော့ဒီစမ်းကြတဲ့ကိစ္စကြီးဖြစ်နေတာတွေရပ်သွားတော့မှဖြစ်ကြောင်းပြောပြလိုက်ပါတယ်။အဲဒီမှာပဲအချင်းကျူရောက်လာပြီးတော့သူ့ကိုလုံခြုံတဲ့နေရာခေါ်သွားဖို့ပြင်လိုက်ပါတယ်။ရုတ်တရက်ပဲမိပြတ်သွားကမိရထားတွဲကြီးကလည်းအဟောင်းကြီးဖြစ်သွားပါတယ်။ကျမ်းမြေပေါ်မှာသူ့ရဲ့အကြီးတွေကိုလည်းမြင်နေရပါတယ်။အဲဒီထဲကနေပဲကြောက်စရာကောင်းလာတဲ့ဂျင်စောကတွားတက်ပြီးတော့ထွက်လာပါတယ်။ဒါမဲ့သူမကမိစံတဲ့ကိုဝင်ပူဖို့လုံနေတော့မှပဲ ဂျင်ဂျူပေါ်လာပြီးတော့သူမနဲ့တူအများရန်ရှိနေမှာပါလို့ပြောလိုက်ပါတယ်။ဒီညမှာဂျင်ဂျူနဲ့ဂျင်ဆိုတိုကမတော်တဆမှုမှာယထားမဲ့လေးမတည်သွားခင်ကတဦးနဲ့တဦးပါညာပါညာဆိုတာသိလိုက်ရပါတယ်။အဲနောက်မှာဝိညာဉ်ကမိဆန်ကိုဘော်ကနေခွာပြီးတော့သူ့ဤစားဟောင်းလမောင်းဘော်ကိုဖြည်းဖြည်းချင်းတက်ချသွားပါတော့လေ။ဒီချိန်ထဲမှာပဲတချို့ယတားတွေထဲမှာမိပြတ်သွားပြီးတော့အမှန်တွေကလည်းခီးတယ်တွေပေါ်ကိုပြုတ်ကျလာပါတယ် အဲဒီချိန်မှာပဲဝိညာဉ်တွေကတော့သူတို့တွေဟာတခြားလူတွေရဲ့ခန္ဓာကိုယ်ထဲမှာဝင်နေမိကြတာပါလားဆိုပြီးတော့အစာပြေးသိလာကြပါတယ်။အဲနောက်မှာတော့မိစံကထင်းကျုပ်ခန်းကိုသွားပါတယ်။အဲမှာဟီဂျူးနဲ့သူ့ဘဲကိုတွေ့လိုက်ရပါတယ်။ဒီဇုံရဲကကပတင်ကိုတတ်ပြီးတော့ယထာလမ်းကြောင်းကိုပြောင်းထားခဲ့တာပါ။ဒါကြောင့်မို့ဒီလမ်းကနေသွားနေရင်းနဲ့တခြားယထာတစည်းနဲ့ဝင်တိုင်းမိကယထာဘောပါလာသမျှအကုန်လုံးမာလကီးယားကုန်ပါပါ။မိစံကဟီဂျူးကိုနေတို့တွေကတရားဝင်ပူခံထားရတာလို့ပြောပြလိုက်ပါတယ်။ ဒါကြောင့်မို့သူလဲမျိုးလုံးတဲမှာဟိုမြင်တီမြင်နေဖြစ်လာပါတယ်။ဒီကျူးကလွန်ခဲ့တဲ့15နှစ်တုန်းကသူ့မိသားစုနဲ့အတူယထာနဲ့ခီးသွားခဲ့တာကိုမြင်နေရပါတယ်။သူတို့တွေကကန်းချေသွားပြီးတော့ကဲကြဖို့ပါ။ဒါမဲ့သူ့ဘေကတော့သူတို့အားလုံးကိုစိတ်ကပ်ပြီးတော့တတ်ဖို့အတွက်စီစဉ်ထားပါတယ်။ဒါမဲ့သူ့ဂျန်ကယထာမဲ့ဂျွန်ဆွတ်တယောက်မတော်တဆပဲသူ့စိတ်ပလင်းကိုကန်ခွဲပစ်လိုက်ချိန်မှာပဲဖြစ်သွားခဲ့ပါဦးတယ်။ဒေါ်သာထိုးသားတဲ့သူ့ဘေကဂျင်ဆော့ကိုတရွတ်တိုက်ဆွဲပြီးတော့ထိန်းချုပ်ခန်းစီကိုခေါ်သွားပါတယ်။ ပြီးတော့သူမနဲ့ကပတိန်ကိုတက်ပြီးတော့အခြားယထာတစည်းနဲ့တိုင်းပြအောင်ဆိုပြီးတော့လမ်းကြောင်းပြောင်းပြစ်လိုက်ပါတယ်။ဒါဆိုရင်လွန်ခဲ့တဲ့ဆယ်စုနှစ်တခုကျော်ကစူးစူးဝါးဝါဖြစ်ခဲ့တာကြီးရဲ့အတိတ်အကြောင်းရင်းပဲဖြစ်ပါတယ်။ဒီစုပ်ပံမှာတော့ဟီဂျူးရဲ့ဘဲကမိဆန်ရဲ့ခေါင်းကိုပရင်းပေါင်းနဲ့အကျဉ်းချင်းခါခါတိုက်ပြစ်နေပါတယ်။ဒါကြောင့်မို့မိဆန်လည်းသွေးလေးလေးနဲ့လဲချသွားရပါတယ်။ဒါမဲ့သူနဲ့ဆန့်ကျင်ပြီးတော့ဟီဂျူးကတော့လွန်ခဲ့တဲ့15နှစ်တုန်းကကော်မာလီဖြစ်ကိုပြောင်းသွားခဲ့ပါတယ်။ နောက်ခံမှာတော့မိစံဖေးဝိညာဉ်ကထင်းကျုပ်ခန်းထဲဝင်လာပြီးတော့ယထာကိုတိကြိုက်စေမဲ့လမ်းကနေထွက်သွားနိုင်အောင်ပဲ့ထင်းလိုက်ပါတယ်။ရေကျွဲဘဲကလည်းသူ့ရဲ့ငကိုပုံစံကိုပြောင်းလဲသွားပြီးတော့သူ့ညမာလေးကိုစာပြီးတော့နှစ်သိမ့်ပေးလိုက်ပါတယ်။အဲနောက်မကြာခင်မှာပဲမူလယထာနဲ့ခြောက်နေတဲ့ယထာတို့ကပြန်ကွဲသွားပြီးတော့မူလယထာဘော်ကအရာတွေအားလုံးလည်းပုံမှန်ပြန်ပြစ်လာပါတော့တယ်။ဝိညာဉ်တွေကလည်းငွေပြန်ကုန်သလိုယထာရဲ့ဟောင်းတွေကလည်းမူလပုံစံပြန်ပြစ်လာခဲ့ပါတယ်။ကြောက်ပြီးပုံနေကြတဲ့ခီးတဲ့တွေလည်းထလာကြပါတယ်။ င်းချုပ်ကန်းထဲမှာတော့မိဆန်ကိုသူ့ဘေကမကြမီ သူတို့တွေကောင်းကင်ဘုံမှာတွေ့ကြတော့မှာပါလို့ပြောလိုက်ပါတယ်။မိဆန်တယောက်ခေါင်းကတန်ရာတွေကြောင့်တည်သွားခဲ့ပါပြီ။ဒီချိန်ထဲမှာပဲယထာက နောက်ဆုံးမှရက်သွားခဲ့ပါလို့လေ။ဒါကနေကင်းကြီးပါ။ဘယ်နေရာရောက်နေမှန်းမသိကြတဲ့ခီးတယ်တွေကတော့ယထာဘုကနေဆင်းလာကြပါလို့လေ။ယထာရဲ့နောက်ဆုံးကမ်းမှာတော့ယိုစုကိုသွားမဲ့ယထာကစိုးပူတာကိုနောက်ဆုံးပြေးဆွဲမှုအဖြစ်ရောက်လာတာကိုပြသထားပါတယ်။ဒါပြင်မိဆန်ကိုလည်းပလက်ဖောင်းပေါ်မှာမြင်တွေ့ရပြန်ပါတယ်။ ဒါကြောင့်မို့သူမဟာဒီယထားရဲ့ယထားမဲ့တယောက်ဖြစ်ပုံမှန်မဟုတ်တဲ့ခီးရှည်ကြီးကိုထပ်မံလိုက်ပါသွားရအောင်မှာဖြစ်ပါတယ်။စကားလေးကတော့ဒါပါပဲခင်ဗျ။ဇုံးဒီနားထောင်ပြီးခဲ့ကြတဲ့အတွက်လည်းကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။